မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဇီယာက2025 6လပိုင်းအတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအတွက်ဒလစာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစတန်းကိုဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းပေးသလိုက်ပါတယ်ခင်ဗျာနော်ဒီ2025ခုနှစ်6လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာ ဘယ်လိုတွေဖြစ်နေမလဲဒီ2025ခုနှစ်လပိုင်းအတွင်းမှာအဆက်ဆက်အရာရာဘယ်ရာတွေကတတိထားပြီးတော့ဘယ်ရာတွေအာသာအကျိုးပေးမလဲဆိုတာကိုဆရာကပြောပြပေးမှာဖြစ်တယ်။တိုးတော့ဒီနေ့ဆရာဗီဒီယိုအဆောင်လေးနဲ့ဆိုတော့နည်းနည်းလေးတော့အဲရရတာတမျိုးလေးတော့ဖြစ်နေမှာတင်တယ်နော်။တိုးတော့ပြမိတ်ဆွေတွေနည်းနည်းလေးနားလည်ပြီးတော့ကြည့်ပြပါဆရာနည်းနည်းတော့အတောင်းကြအောင်ဖြစ်နေ။ Okay လက်ရှိဒီ2025ခုနှစ်6လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာလက်ရှိမှာ အရာရာကိုဘာကိုမဆိုဦးစည်းဦးဆောင်လုပ်ပါရေဝန်းနဲ့ရှေ့တူဆောင်ရွက်ပါရှေ့တူဆောင်ရွက်ရင်လှုပ်ဆောင်ရင်ဒီလာတာတော့ဒီမှာအရာရာကိုရှေ့တူဆောင်ရွက်ပြီးတော့မိမိအနေနဲ့ကိုကိုတိုင်ဦးစည်းဦးဆောင်လုပ်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကိုကရှေ့တူပြီးတော့ဦးဆောင်လုပ်ရင်ဘာကိုမဆိုဒီလာတာတော့ဒီမှာဟာကံဟာမိတ်ဆွေကိုရှိပါအတိအကျပဲဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့တနုံနေသားသမီးတွေကရှောက်လာပိုင်းပြန်မှာဆိုရင်မိတ်ဆွေတို့ဟာ ဘယ်နေရာဖြစ်ဖြစ်ဟိုနေရာလဲပါရဒီနေရာလဲပါရဆိုပြီးတော့နေရာတကာမှာတော့ကိုကိုတိုင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရမယ်လာဖြစ်တယ်လို့အဲမိစုတို့ရဲ့ကံအားလဲကိုလုံရင်လုံတလောက် ကိုယ့်ရဲ့လက်ထဲမှာဂျမာကဖန်တီးနိုင်စွမ်းရှိတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ဂျမာကိုမိတ်ဆွေတို့ကြိုးစားသလောက်ရှေ့တိုးဆောင်ရရင်ဂန်ရဲ့အထောက်အပံ့တွေကိုရရှိမယ်သို့တော့ကိုကကြိုးစားသလောက်သာရရှိမှာ ဖြစ်တဲ့အတွက်ကံရဲ့အထောက်ပံ့ထက်အဲထီထိုးတာမျိုးလို့ဆွနာလို့ပေါ့အဲရုပ်တရားဝန်းနေတိုင်းကနေချမ်းသာတဲ့ကံတွေဟာအားနည်းစီတဲ့အတွက်မိတ်ဆွေတို့နဲ့တာသမီတွေဟာ2025ခုနှစ်6လပိုင်းအတွင်းမှာဆိုရင်ဘာကိုဖြစ်ဖြစ်ရဲဝန်းနဲ့ချစ်တူဆောင်ရွက်မှသာအားတာပြီးတော့ကောင်းမွန်မဲ့လာဖြစ်တယ်။ကျမ်းမာကြီး ကျမ်းမာရေးနဲ့ပတ်သက်လာရင်တနုံနေသားသမီးတွေက6လပိုင်းတွင်မှာဆိုရင်အထူးသဖြင့်အမျိုးသမီးတွေနှစ်ပိုင်းခွဲပြောကျင်တဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်အမျိုးသမီးတွေဆိုလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာအမျိုးလေးတွေအမျိုးသမီးတွေဖြစ်တတ်တဲ့အသွေးသားနဲ့ပတ်သက်တဲ့ကျန်းမာရေးလေးတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရမယ်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းအသွေးသားနဲ့ပတ်သက်တဲ့အရာတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရတော့လိုအပ်သောလဖြစ်တယ် အဲအထုတပင်ရေဘူအားဖြင့်ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာအည်ပြားနဲ့ပတ်သက်တာတွေရားနာတာမျိုးလေးတွေတွားတဖုံးနဲ့ပတ်သက်တာမျိုးလေးတွေငကိုကသွေးတိုးသွေးတက်အချိန်ရှိတဲ့မိတ်ဆွေများဟိုကတော့တတိထားရမယ်အပူစာတွေအတက်စာတွေဒါမျိုးလေးတွေကိုတတိထားဆင်ကျင်ပြီးတော့စားသုံးရအတွက်လိုအပ်ပြီးတော့ယောဂအဟောင်းတွေပြန်ပြီးတော့အစ်စ်ပြန်ဖြစ်တတ်တော့လာဖြစ်တာတော့အသေးချာပဲဖြစ်တယ်မိတ်ဆွေတို့တတိထားဆင်ကျင်ပြီးဖို့လိုအပ်ပါတယ် ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးကဟာမိတ်ဆွေရဲ့ကြိုးစားမှုပေါ်မူတည်နေပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲကြက်တဲ့စီရမှုခြေတို့ဆောင်ပြီးလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်။သို့တော့ငွေကြီးနဲ့ပတ်သက်ရင်လက်လွန်ထားတဲ့ငွေကြီးတွေပဲဖြစ်ဖြစ်ငွေကြီးနဲ့ပတ်သက်ရင်အမိနာမခံလောက်တာမျိုးတွေခြေတို့ဆောင်ရပါငကိုကဆုံးပြီးမရဘူးဆိုတဲ့ငွေကြီးတွေတောင်ပြန်လဲရရှိတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးကဟာခြေတို့ပြီးတော့အားသာဆောင်ရရင်ဆောင်ရတဲ့လောက်အကျိုးပေးတယ်။သို့တော့ ညီကမော်တော်မကိစ္စလေးတွေကြောင့်ငွေကြေးကုန်ကြများတာမျိုးစက်ပစ္စည်းစားတောက်ကုန်လုပ်ငန်းလေးတွေကြောင့်ငွေကုန်ကြေးကြများတာမျိုးတွေစာရုပ်ဆိုင်ရာလုပ်ငန်းလေးတွေမှာတတိထားဆင်ခြင်ပေးပါဒါအပြင် စေတနာတွေဝေဒနာဖြစ်ရတတ်တယ်ငွေကြီးနဲ့ပတ်သက်လာရင်ကိုယ်ကြောင့်မဟုတ်ပဲတပါးသူကြောင့်ငွေကုန်ကြီးကြမရတာမျိုးတွေကြုံရတတ်တယ်ဒါဆိုတစ်ဆဲအကျိုးမပေးတာလေးတွေဆက်လက်ပေါ်ပြပေးပါစီဒီတနုံနေသားသမီးက2025 6လပိုင်းပြီမှာဆိုရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးမပေးဘူးစားတောက်ကုန်စုံကဆိုင်ရာလုပ်ငန်းတွေအကျိုးမပေးဘူးထို့အပြင်မိတ်ဆွေတို့အနေနဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ကိုယ်အမိခံပြီးအစ်စ်ဝယ်ရန်အတွက်တော့အားနည်းစေတာကာလဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီပတ်တာတော်တွေမှာရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်ကိုယ်ကိုယ်တိုင်မောင်းနေတဲ့အခါမှာသတိထားဆင်ကျင်ပြီးတော့မောင်းနေရန် ်လိုအပ်သောအပ္ပတ္တာအပိုင်းခြားကာလဖြစ်တယ်စားသောက်ကုန်လုပ်ငန်းတွေ အဲစတင်လုပ်တဲ့အလုပ်တွေစတင်လုပ်တဲ့ဆိုရင်တော့ကိုယ်အမိခံပြီးဖြစ်နိုင်လို့ပါအထူးသဖြင့်တော့ဆွေမျိုးသားချင်းအိမ်မလာရလို့စိုင်းပုတ်တာကတ်ထားပါဘာကြောင့်လဲဆိုတော့တင်းနှုံးနေသားသမီးတွေကဒီ2025လောက်လာပါအတွင်းမှာဆိုရင်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလေးတွေအားနည်းစီတလို့ဆွေမျိုးသားချင်းညီအကိုမောင်နှမကိစ္စလေးတွေမှာပြဿနာတိုက်ခိုက်လေးတွေပေါ်လာတတ်တယ်ဂျားသုံးဂျားမဝင်ကောင်းပါဘူးစေတနာတွေဝေဒနာဖြစ်တတ်တယ်ဒါအပြင်ဂျားသုံးဂျားဆိုတော့မိမိတွေအနေနဲ့သူတစ်ပါးတွေရဲ့ပြဿနာကိစ္စတွေကိုကိုကခေါင်းခံဖြေရှင်းလာမှအပူတွေကူးဆက်တတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်နောက် ောင်ကြီးမှာသူများရဲ့ဂျားတုံးကြောင့်မိသားစုရဲ့အိမ်ဆောင်ကြီးတွေမှာဝင်ပြီးတော့ဖြည့်ချင်းဆောင်ရွက်တာမျိုးလေးတွေဟာကိုယ့်အပေါ်မှာစကားတွေပဲဖတ်တင်ပြီးတော့စေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်တော့တတိချားဆင်ခြင်ပေးရန်အတွက်လိုအပ်တော့လာဖြစ်ပါတယ်။ကောင်းပြီ။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွေမှာဆိုလို့ရှိရင်အကျိုးပေးစီတော့လုပ်ငန်းတွေကိုဆရာဖော်ပြပေးခြင်းနဲ့ဒီတနောင်းနေတာသမီးတွေကဒီလတာအတော်တွေမှာဆိုလို့ရှိရင်အငွေကြီးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်ပါ။ကုတန်းရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။အထယ်အလိမ့်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ ठी ठी ဖက်နှက် ီဇာလုပ်ငန်းကိုင်ခန်းကိစ္စရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်ကောင်းတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်ပါဓာတ်ဆီးတို့ဒီဇယ်တို့လောင်စာဆီးတို့အဆရှိတဲ့လုပ်ငန်းတွေအထယ်လိပ်တို့ ठी တို့ ठी တို့ဖနှက်တို့တတ်ထုတို့နော်အဆရှိတဲ့လုပ်ငန်းတွေနဲ့ရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ဒေါ်လာဖြစ်တယ် ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်လည်းယာရုတိုးခြင်းယာရုတက်ခြင်းမျိုးတွေကြုံရတာမျိုးလေးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်လာရင်လည်းနေရာထိုင်ခြင်းအသည့်ရရှိတာမျိုးအိုအိမ်ချမ်းမြေမြေယာနဲ့ပတ်သက်လို့ချင်းအာမခန့်အရှိတိုးဆောင်ရလှုပ်ဆောင်ဝယ်ရမျိုးတွေအကျိုးပေးတယ်ဒါပေမဲ့ကို့အတွက်ကိုပဲအကျိုးပေးတယ်သူများအတွက်ကိုအကျိုးမပေးဘူးရှိတိုးဆောင်ရလှုပ်ဆောင်တဲ့အခါမှာလည်းလုပ်ငန်းဟောင်းအနေနဲ့ပတ်သက်လို့အလုပ်ဟောင်းအနေနဲ့ပတ်သက်ရင်တိုးချက်လှုပ်ဆောင်တဲ့နယ်ငကိုကတာသမီမရရှိသူတွေတာသမီရရှိလောက်တဲ့ကံအထောက်အကူတွေချင်းတွေပေါ့ရရှိတတ်တော့လာဖြစ်လို့မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းလုပ်ငန်းဟောင်းကြီးကိုပြင်ဟိုဆွမ်းလာလို့ပေါ့ချစ်တိုးပြီးတော့တိုးတက်အောင်ဆွမ်းဆောင်တာအကျိုးပေးပေမဲ့လုပ်ငန်းအသစ်စတင်လုပ်မယ်လုပ်ငန်းလေးတွေမှာတော့တတိထားရမယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေဂျုံကတက်တယ်လို့ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာမရှိဘူးချစ်တိုးဆောင်ရလောက်ဆောင်မှာမိတ်ဆွေတို့အနေနဲ့ လက်ရှိရှိနေတဲ့လုပ်ငန်းကိုတိုးတက်အောင်အဆင့်မြင့်အောင်ကြိုးစားရင်စွမ်းဆောင်ရင်အားသာကောင်းမွန်တယ်လို့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့ယာရုမတိုးသေးဘူးလုပ်ငန်းကိုင်ကအလုပ်ကိုင်နဲ့ပတ်သက်လာရင်ကိုကဥစည်းဥဆောင်ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေအဲယာရုကတော့မတိုးသေးပေမဲ့နာမည်ထွက်နေတဲ့မိတ်ဆွေများကိုဒီကာလအတော်တွေမှာရှေ့တူဆောင်ရွက်ပြီးများများပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဂျင်းတေပေါ့ရရှိမယ်လားဖြစ်တယ် ဒါအပြင်မိတ်ဆွေတို့နေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာလေးခြေတို့ဆောင်ရလောက်ဆောင်မှာ passport visa လုပ်ငန်းပြည်တွင်းပြပါခရီးသွားနဲ့ပတ်သက်တာလေးတွေခြေတို့ဆောင်ရလောက်ဆောင်ရင်ကောင်းတော့ကာလာဖြစ်တယ်ဆက်သတိပေးပါမယ်ယင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့မောင်းတာလေးတွေနှင်တာလေးတွေမှာမိတ်ဆွေတို့နေသတိထားစင်ရလိုအပ်ပြီးတော့အလင်းစလိုမလုပ်နဲ့ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာစက္ကနဲတိုင်းကနဲဝုံးကနဲအလင်းစလိုလောက်ဆောင်တာမျိုးလေးတွေကအမဟာကိုဖြစ်စေတတ်တယ်လို့ဆရာပြောတဲ့ညီကိုမောင်မကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေဆက်ပစ္စည်းခဏခဏပြရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ ရီသားဆင်ကျင်ပေးရန်လိုအပ်တော်လာဖြစ်တယ်။လူငယ်တွေအရှိရေးမှာတော့မျက်နာပွင့်လန်းတာမျိုးမိမိရှိသောမြန်လို့တော်သူကိုရဲရဲကြီးကျင်းနေဖွင့်ပြောပါ။တမိကြီးသားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပင်မယ်လို့မိတ်ဆွေတို့အနေနဲ့အဲတမိကြီးသားတွေမှာဆိုလို့ရှိရင်တော့ငဘုခဖြစ်ခဲ့ပြီးတော့အဟောင်းနေအဲ ပြီးခဲ့ပြီးတော့ကိစ္စတွေကနေပြီးတော့စကားများအခြေအနေနဲ့ပြဿနာလေးတွေကြုံရတာမျိုးလေးတယောက်ရဲ့စိတ်သဘောထားကိုတယောက်ကနားမလည်တာမျိုးလေးတွေကြောင့်တော့ပဋိပက္ခများစွာကြုံရတတ်တယ်။သို့သောသမီးကြီးစားတွေအနေနဲ့သမီးကြီးစားဘဝကိုရပ်တန့်လို့အိမ်တော်ဘဝကိုအိမ်တော်ပြည့်စစ်ဆက်လက်ထပ်မင်္ဂလာပြုခြင်းတွေပြုလုပ်ရန်အတွက်အားသာခေါင်းမုံပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ်။ဒါအပြင်မိတ်ဆွေတနည်းနည်းသားသမီးတွေကဒီလာတာအတော်အတွင်းမှာဆိုရင်အိမ်တော်ကြီး အိမ်ထောင်ကြီးနဲ့ပတ်သက်လာရင်တော့ငွေကြေးကြောင်လည်းပြဿနာတော့မဖြစ်နိုင်ဘူးအဲငကောကဝေးကွာနေသူတွေအပျောက်သောသူတွေအဆက်အသွယ်ပြတ်နေသူတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့တရင်တော့ကြားရမယ်လက်ရှိမှာတော့အဆက်အသွယ်ရဖို့အတွက်တော့ခက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်အဲစိုးရိမ်စရာမျိုးတွေအဆက်အသွယ်လုံးဝမရတဲ့မိတ်ဆွေများပျောက်သောသူချာလင်တွေ့နိုင်တော့လတရင်ရနိုင်တော့လဖြစ်တယ်သို့တော့ နိနိကကရှိနေတဲ့မိษွေများဖို့တော့အိမ်တော်ကြီးနဲ့ပတ်တိုင်ဘာမှစိုးရိမ်စရာမရှိဘူးအိမ်တော်ကြီးဒုက္ခအိမ်တော်ကြီးနဲ့ပတ်သက်လို့ငဘောကအိမ်တော်ဘက်နဲ့ပြောဆိုလို့မရတဲ့ကိစ္စလေးတွေမှာပြောဆိုလို့ရမယ်သို့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့အဆင်မပြေနိုင်တော့ဂျားလူတဦးတယောက်ကိုအရှိကံပြီးတက်လူပေါ့နော်တတိယလူဆိုတော့မိษွေတို့နေတဲ့မိษွေတို့ရဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဖြစ်စေအိမ်တော်ကြီးမှဆိုလို့ရှိရင်တော့တပတ်တုံတဦးတယောက်ရဲ့အကြစီအကြောင်းကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေကရောက်စားလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရတယ်လိုအပ်ပါတယ် ဖြစ်နိုင်လို့ရှိရင်စာချုပ်စာတမ်းကိစ္စတွေလှုပ်ဆောင်တဲ့အခါတတိထားဆင်ကျင်မှာအထူးသဖြင့်တနင်္ဂနွေသားအမျိုးသားတွေအနေနဲ့ဆိုရင်တော့အချုပ်ရှင်လေးတွေရှီဆော့လက်ဆော့လုပ်တတ်တဲ့တနင်္ဂနွေသားသမီးမိတ်ဆွေများပို့ရတော့တော်တော်လေးကိုတတိထားရမယ်မိတ်ဆွေတို့အနေနဲ့ဘာလို့လဲဆိုတော့အချုပ်နောင်ဖြစ်တာမျိုးလေးတွေမထင်မှတ်ဖဲနဲ့ထိခိုက်ချနာတာမျိုးလေးတွေကြုံရတတ်တယ်အသက်အရွယ်အပြင်60နဲ့အထက်မိတ်ဆွေမိဘများအနေနဲ့ကတော့ဂျမ်းမိုင်းနဲ့ပတ်သက်လာတဲ့အခါမှာခါးနဲ့ပတ်သက်တာမျိုးလေးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးစစ်နဲ့ပတ်သက်တာလေးတွေမှာတော့တတိထားဆင်ကျင်ပြီးတော့မထိခိုက်အောင်ပုံမူတတိပြုရန်လိုအပ်တော့လာဖြစ်တယ် ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာဆိုရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်လက်တည်တံ့ခွတ်ထုတ်ရမယ်ဆိုရင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်အများနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ဘာကိုဖြစ်ဖြစ်ကိုပိုင်းလုပ်ငန်းရှေ့တိုးဆောင်ရလှုပ်ဆောင်တဲ့အခါဥဆောင်ဆောင်ရရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးကြီးကြုံရတတ်တယ်သာသမီရရှိနိုင်တယ်သာသမီနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရပါငကိုကအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအမှုကိစ္စအမွေကိစ္စတွေမှာ အားသာပြီးတော့ကိုယ့်ဘက်ကအနိုင်ရတာမျိုးမပြီးမပြတ်ကြန့်ကြာနေတယ် ပြီးပြတ်အောင်ဆောင်ရွက်တင်သောကာလဖြစ်တယ်။လုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့လှုပ်ဆောင်ရင်အားသာပြီးတော့ကောင်းမွန်နိုင်တယ်။ OA Chamie မြေယာနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စောက်တာတွေရောင်းတာတွေပြောင်းတာတွေရွှေ့တာတွေအားလုံးဒီလမှာရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာရှေ့တိုးအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လဖြစ်ပါတယ်။ ဒရီထားစင်ကြီးရမှာတော့ဆွေမျိုးများအိမ်မလာရလို့စိုင်းမုတ်ကတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒီလာတာတော့တွင်မှာအကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တော့အရေးကြီးတော့ကိစ္စတွေကိုပဲလှုပ်လှုပ်ဘာနေသားနဲ့တွဲလှုပ်လှုပ်တနင်္လာသားသမီးတွေနဲ့တွဲလှုပ်တာမျိုးသို့မဟုတ်လို့ရှိရင်ဂျာစာပရိသားသမီးတွေနဲ့ပေါင်းစုဆက်တူပြီးတော့အကြံဉာဏ်ရရှိပြီးလှုပ်တာမျိုးထိုရက်တွေတနင်္လာရက်တို့ဂျာစာပရိရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ရင်အသာကောင်းမှုတိုးတက်နိုင်ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍ၅ကဏ္ဍ တုံညာကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုပြီးတော့အကျိုးပြုစေနိုင်ပါတယ်အကျိုးပေးစီလို့အယောင်အနေနဲ့ဆိုရင်အနီရောင်မိုးပြာရောင်ခဲရောင်အဆက်ရှိတဲ့အယောင်တွေများများပါသောအယောင်ကိုဝစ်ဆင်သွားပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမှာအသေးချာပဲဖြစ်တယ်အကျိုးပေးစီတော့အရက်ဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အချိအရက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာတွေကိုလုပ်တဲ့အခါမှာမိမိတို့ရဲ့လိုရာမှုပြုမှုဆောင်ရွက်ရန်အတွက်မတော်မီမှာမိတ်ဆွေတို့အနေနဲ့ မိမိတို့ရဲ့เนาะယုံကြည်ရာသူမဟုတ်ရိုးရာနဲ့သူမဟုတ်အိမ်ဆောင်နဲ့ကကိုအမွှေးနဲ့သာပဖြန်မြစ်တာပို့ပြီးတော့လူရာကိုတိုင်တယ်ပြီးတော့ပြောဆိုသွားရင်အထင်ကမရှိပဲရှော့ရှော့ရှူရှူနဲ့အောင်မြင်အစဉ်ပြေးသွားမှအတေကြပဲဖြစ်တယ် တတိကားစင်နေရမှာတော့ဘာကိုလှုပ်လို့ဒီလာတာတော့ဒီမှာတောက်ကြသာသမိတွေနဲ့တွဲဖက်လှုပ်တာမျိုးသုံးဖို့မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုတောက်ကြရက်တွေမှာတတိထားပြုမှုဆောင်ရွက်ရန်အတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဘာဖြစ်ဖြစ်မြောက်စုစုရက်ကိုဖြစ်နိုင်မျက်နှာမူပြီးတွားရတဲ့အလုပ်တွေမှာတတိထားစင်နေရန်အတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာအလင်းစလိုလွတ်လွတ်လပ်လပ်မဆုံးဖြတ်ပါနဲ့။စတင်လှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတော့ဖြစ်နိုင်ရင်ကိုကိုကိုယ်တိုင်စတင်လုပ်တဲ့အလုပ်တွေအ ားနည်းစီတဲ့တတိတားဆင်ကျင်ရမယ်သို့တော့မဖြစ်မနေလောက်ရမယ်ဆိုရင်တော့ကိုကိုတိုင်ဦးစီးဦးဆောင်လုံနိုင်မှလုံပါမလုံနိုင်ရင်တတိတားဆင်ကျင်ပြရလိုအပ်ပါတယ်ဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မဝယ်ပါနဲ့ပြီးတော့အခါမိတ်ဆွေတို့အနေနဲ့မဟုတ်တဲ့တည်င်းတွေကောလာဟာလာတည်င်းတွေမကောင်းတဲ့တည်င်းတွေတပုတ်လေလွင်တည်င်းတွေပြောဆိုခံရတတ်တဲ့အတွက်တော့တတိထားစင်ကြီးရလိုအပ်ပါတယ်ဒါ့အပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလာတာတော်တွင်မှာဆိုရင်တော့အသားရောင်တို့အဝါရောင်တို့ကိုတတိထားဝစ်စင်ပြီးရင် ရပါပြီမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာ나ยีအပြတ်တို့ရက်တက်နေသောအရာတွေပြက်ကလေးအဟောင်းတွေရှိရင်စွန့်ပေးလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီရန်အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဇွန်လေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကရောင်းထွက်ပြီးတော့ရောင်းတွက်သွားမှအသေးချာပဲဖြစ်တယ် ဒါအပြင်ဇရရဲ့ဓမ္မမိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်ဒီလတာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရဲ့အောင်မြင်အစဉ်ပြေစီပြီးတော့တိုးတက်စင်ရအဋိဌံပြုလို့တပါဆိုဘဂဝါဆိုတော့ဂုံတော်ပတိကိုတနေ့ကိုသုံးပတ်နှုန်းနဲ့၁၂ရက်တည်တည်အဋိဌံဝင်မှာကမိတ်ဆွေတို့ရဲ့အခက်ခဲတွေအားလုံးပြေလည်ပြီးတော့ ဆောင်ရွက်ပြီးတော့ပြည်လဲပြီးတော့ကောင်းသောလူရင်ဆန္ဒတွေပြည့်ဝပြီးတော့အခက်အခဲမရှိအဆင်ပြေလာစေမှာတည်ကြပါရယ်ခင်ဗျာဒါပြင်ဆရာငယ်မိတ်ဆွေမိဘတွေနိုင်ငံခြားခရီးသွားပတ်စုဝီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရေရှားမြေချဘာသာရှားလူမျိုးချတိုင်းကပါအကျိုးပေးပါရယ်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပါကံကြမှာကံဆိုတာကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ဆိုတော့ ဒီလားဟာပြောဆိုဆိုလို့ရတယ်ကံဆိုတာမိတ်ဆွေတို့လည်းမမြင်ရဘူးဆရာတို့တက်ကနစ်တစ်ခုအရာတွက်ချက်ပြီးတော့ဆရာတို့ကံကြမှာဟောတယ်ဆိုတာကံကိုမိတ်ဆွေတို့ရဲ့ကံကိုဆရာတို့ရဲ့တက်ကနစ်တစ်ခုခုကိုနဲ့ဘာကိုပဲအချီတီတီမဟာပုဂ္ဂိုလ်ပဲအချီတီတီသုံးနိုင်ပေါ်နေ့ကိုပဲအချီတီတီစမ်းကိုပဲအချီတီတီနက်ခတ်ကိုပဲအချီတီတီဘာနီးနဲ့တွက်တွက်ဒါရော့ကိုပဲဆွဲဆွဲကံကိုဆရာတို့ကကိုတက်တဲ့တက်ကနစ်နဲ့တွက်ယူလိုက်တာဒါကမှ ကံရဲ့ကောင်းခြင်းဆိုးခြင်းကိုကဏန်းပြတဲ့သဘောအရတွက်ယူလိုက်ပြီးတော့ကြံပါဆိုပြက်လက်တွေလှုပ်ရက်နဲ့ဘာဘီတင်ကဘလို့ဟောဟောဘာနီးနဲ့တွက်တော့ကိုကမှမစူးစမ်းဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကြံပါဆိုတာမိစွေတို့ဟာဒီလာတာတော့တွင်မှာစူးစမ်းရင်စူးစမ်းတဲ့လောက်ရောက်ရှိပြီးတော့ကြံပါကိုဖန်တီးနိုင်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီလာဟာရှုံုံပြောရရင် မင်းဆိုးရာစာဆိုတဲ့ဧကရစ်သဘောတရားကတော့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းစွမ်းဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းရရှိမယ်ဆိုတဲ့လာဖြစ်တာအသေးစားပဲဖြစ်တဲ့အတွက်ဘာကိုမဆိုးကြံ့ကြာတုံဆိုင်နေပဲနဲ့ဆရာရဲ့ဟောစရံကိုတွေ့ရင်ရေရုံချစ်တို့ဆောင်ရလှုပ်ဆောင်မှာကျင်းတေပေါ့လက်ခံပေါင်းခတ်ရစီမှာအသေးစားပဲဖြစ်တယ်။ဒါဆိုကောင်းပြီဇံငဲမိတ်ဆွေတွေအားလုံးဒီတလတာတော့တွင်မှာအဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တိုးတက်စီပြီးပြုလုပ်ရမယ်ရေရာအနီနဲ့ဆိုရင်တော့မိတ်ဆွေတနေမှုနေသားသမီးတွေဒီလတာတော့တွင်မှာဟို ငွေကြီးကံကောင်းစီပြီးပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်ရွေတရရေတရအနေနဲ့ဆိုရင်တော့မိတ်ဆွေများတွေးပကံများတစ်ချက်လေးထဲမှာဆရာတို့မက်စီပေါ့အကျွေးစီကလေးတစ်စီကိုခြာပါကျွေးပကံများတစ်ချက်လေးထဲမှာအကျွေးစီလေးတစ်စီကိုတင်ပြီးတော့ဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့ဇပွဲတုံးမဟုတ်အမြင့်တဏီယာလုပ်ငန်းစည်းဆိုင်မှာဟာလား ကျူပကံများတစ်ချက်တည်းမှာမက်ဆေ့လေးတစ်စီကိုစားအပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်ကိုတင်ထွင်းထွင်းမိတဲ့အခါမိတ်ဆွေတို့အနေနဲ့ဟိုမိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းစီရန်အယောင်ဝယ်ကောက်ပါစီလက်လာပါပွင့်ပါစီဆိုဆူတောင်းလိုက်ပါကဒီလဟာတနင်္ဂနွေတာသမီမိတ်ဆွေတွေဖုံးမိတ်ဆွေတို့ရဲ့လက်ဖြစ်လာမှာအသေးစားပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ ရန်ငယ်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအားလုံးအဆက်ဆက်အရာအောင်မြင်တိုးတက်လို့ဘေးပြာမှန်သမျှဝေးကွာလို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခမညာရန်ငယ်သားမှာဗီဒီယိုမေးကြည့်ရင်ခွန်ကိုးတုံညာ293တုံညာ၄တချောင်း7902904 1စမှာဖြစ်စေအဲဗိုက်ဘာနံပါတ်963 50 50 9နှစ်မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်သူဆရာ TikTok Messenger ကနေလည်းဗီဒီယိုမဟုတ်လို့အခြားဆိုရှယ်ပလက်ဖောင်းမှာလည်းအဲဗီဒီယိုမဟုတ်ကြောင့်ဆရာကသတိပေးလိုပါတယ်အခုလိုရုပ်ချော်ချော်လေးရတာဆရာငယ်ဖြစ်ကြောင်းပြောနေတဲ့